မင်္ဂလာပါရှင်။တပီအော်ဒီယိုဘွတ်ချန်နယ်ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြုတ်ကျဆူပါရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူအရိန်နမရေးသားထားတဲ့ဂျန်းဆိုတဲ့မိကလေးဆိုတဲ့ဇာတ်လမ်းလေးကိုအစားဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ဟင်နင်းနင်းငေါခန့်လို့တယ်ဟုတ်လား ဒီမိမဆောင်မှာငါ့ကိုအာခံရတဲ့ကောင်မှာတင်းမမရှိသေးဘူး။နေ့လုံးလူတည့်ရများငါ့ကိုအာခံရတယ်လို့တေဖို့တာပြင်။ဂျန်အတင့်နေတာနဲ့နားမစွတ်တတ်သူမဟုတ်လား။ကဲအကြောင်းမကောင်းလို့ထောင်ထဲရောက်လာရသူတွေကြည့်ပဲ။မိုက်တဲ့လူချင်းပြန်မိုက်ပြဖို့ဟောမလဲဘူး။လာရှစ်တို့ကဲ။အေးငါလေဒါမျိုးစိုက်တာ။မိမအဆောင်ဆောင်မြို့သမီးထောင်ဝါတာရောက်လာတယ်။ဟေးဟဲ့ကောင်မတွေဘာဖြစ်နေရလဲပြောစမ်း။ဂျန်ကပြောပြလိုက်တယ်။ ရောက်ခရှာစိတ်မြပေါ့သူများအင်ဂျင်ရိုးဝဲပြီးရောပြန်တောင်းတော့မပေးရနဲ့ဝိုင်းရိုက်ကြတာစိတ်မြမျက်နှာပြက်ပြီးရောအိုးမဟုတ်တာငါအင်ဂျင်နင်းခိုးထားတာဘာခိုးတာလဲနင့်အကြောင်းငါသိရဲ့စိတ်မြလာထွက်ခဲ့နင့်ကိုတိုက်ပိတ်ရမယ်အမျိုးသမီးထောင်ဝါတာနောက်မှာထောင်ချန်နေထိမ့်သိမ့်ရီပလာတယ်ဒီလိုပြဿနာမျိုးမကြမကြဖြစ်တတ်တယ်မဟုတ်လားအဆောင်တော့ဖွင့်ပြီရောက်ခရှာစိတ်မြဂျန်းကိုစားမတက်ဝါမတက်မျက်လုံးနေနေ ကျန်ကလည်းမဟုတ်မကန်ဆက်ဆက်ကျဲအသင့်ဆိုတဲ့အနေထားနဲ့ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာသိကြသေးရပေါ့အေးစိတ်မြရဲ့မကြတကြပြောစကားအဆောင်တော့ဖွင့်ပြီးစိတ်မြအပြင်းထွက်တယ်ဝါတာကလက်ထိတ်ခတ်တယ်အထက်ကောင်းပါရဲ့ကျန်ပြောတာအမှန်ပဲလားထောင်းချက်အမေကိုပြန်ဖြေရမှတဲ့စိတ်မြကိုကြောက်ပြီးနှုတ်ဆွနေကြတယ်မင်းညာမကြောက်လားနားပေးနေကြသလားမန်းစိတ်မြကကျန်ရဲ့စကားပြောရင်းနဲ့ကျန်ကိုပြည့်ရတာတွေ့ရတာပဲ တယောက်ကကြောက်ကြောက်ရွံ့ရွံ့နဲ့အဖြေပေးနေမိရဲ့စိတ်မြအဖြေပေးသူကိုလှမ်းကြည့်ရဲ့အင်းနဲ့ဖြေတာပဲဒီကောင်မတနေ့တော့သိရမယ်ကဲစိတ်မြရှေ့ရသွားစမ်းစိတ်မြကို ခေါ်သွားကြရဲ့စိတ်မြကဂျမ်းနဲ့အင်းနဲ့ကို လုံးဝမကျင်နဲ့မိန်းမရင်းနဲ့မအက်စတက်နေရကိုမိန်းမပြပြတတမနေတက်ကြလို့ရောက်လာရတဲ့သူရေးကြီးပဲအဲ့ဒါကောင်မတခါထက်ပြီးစော်ကားမော်ကားပြုတ်တယ်ဆိုရင်ဘယ်သူမှငုံမခံနဲ့ပြန်သာချထောင်ထဲမှာလဲဥပဒေရှိတယ်ကြာလား ကြားကြားပါတယ်မရှိရွယ်ပဲစော်ကဲမင်းဖြစ်ပါတယ်ကျမ်းပါတဲ့ကျင်မွေးခေါ်အောင်ကြီးအောင်ကြီးကစိန်တန်မနိအဲ့လိုနာမည်သုံးလုံးနဲ့သူ့ကိုတည်ထားကြတယ်ကျင်မွေးကောင်းအောင်ကြီးရဲ့မှာထိုင်နေမကြည်မချမ်းနဲ့ပေါ်ထွက်လာတဲ့အတန်ကားကစီစားများတဲ့ပေါ့စောစာကျိုးကကားမှာပေါ့စောလူမှာကိုဘောလို့စာကျိုးရှိတဲ့ကားအောင်မှာပိုင်ဆိုင်ထားတဲ့ကျင်မွေးအောင်ကြီးဟဲ့ကောင်ကျင်မွေး ထံကိုတန်ရောစီမကုံလို့လာလိုက်ရလားဟာမဟုတ်ရပါဘူးဆရာရဲ့ထောင်ဆိုရင်စိတ်ကုံလုံးလို့အကိုကကျွန်တော်တမီးတွေကိုထောင်ဝင်စာလာတွေ့ရပါတမီးလျာမိုက်တယ်ဗျာကျွန်တော်စကားနားမထောင်အကိုတော့သူထောင်ထဲရောက်နေရပြီအဖေပြီးတော့တမီးအလဲပေါ့လိမ်မာကြပါတော့ဗျာဂျန်ထောင်ဝင်စာလာတယ်ဂျန်ထရက်တယ်အဖေဖြစ်ပါစေနဲ့အမေပဲဖြစ်ပါစေဂျန်ရွရွရင်နဲ့လိုက်လာတယ် ဂျမ်းဆူတာမပြေပါတန်စကားရှိမှအဖေကိုတွေးလိုက်ရတယ်ဂျမ်းမျက်နှာလေးကြောက်ရွံ့ထိတ်လန့်သွားတယ်ဂျမ်းဟာအဖေဖြစ်သူကျုပ်ပွေးအောင်ကြီးတင်းမတက်ကြောက်ရွံ့နေရသူမဟုတ်လားဂျမ်းနေကောင်းလားဟုတ်ဂျမ်းကိုရက်ဘက်စကန်ပို့မယ်ဆိုဟုတ်တယ်ဂျမ်းရဲ့မိုက်ပြစ်တွေကိုချွေးနဲ့ဆက်ရမယ်တဲ့ဘယ်ရက်ဘက်စကန်လဲကျောင်းစင်တာကဘယ်လင်းကျောက်ထုစကန်ဟာတော်တော်ဝေးရပဲဝေးလေကောင်းနေပဲဘာ ဇဝိရဲ့တော်တဲ့ကြီးဟင်းထွက်သွားတယ်။ဇန်အသားရီတစက်စက်တုံလာတယ်။အဖေနဲ့ငါတန်းစကားချနေရပဲ။အဖေငါ့ကိုမရိုက်နိုင်ပါဘူး။အဲ့လိုစိတ်တင်းရတယ်။ဝေးလေကောင်းနေပဲလို့ပြောတာ။အဖေနဲ့နီးလေဒုက္ခပေးတယ်ပဲ။အခုလည်းအဖေဒုက္ခပေးလို့ဇန်ဒီထက်ရောက်ပါလာလေ။တော်စံခွေးမ။ကျွေကျေစု၊မွေးကျေစုကမှမထောက်။ဖေးကိုဒီလိုပြောရလား။တန်းစကားချနေလို့ငါတေဇဝိတော်တဲ့ကြီးနဲ့တန်းစကားကိုပုတ်လိုက်မိရဲ့။ ကျန်းကြောက်လန့်မိထရက်တယ်။ကျန်းသွားသွားတော့မယ်။နေရောင်လေတမီ။တမီနေရောင်လေအချိန်မဆက်သေးဘူး။ကျန်းလုံးဝလှည့်မကြည့်တော့။ကျန်းထံဝါဒါမကိုလှန့်ပြောတယ်။ကျမပြန်မယ်။ကျေပွေဒေါသတကြီးနဲ့လှန့်អော်တယ်။အေးနေအဲ့လိုအချိုမျိုးတကြက်ချိုးထား။ထောင်ကလွတ်လွတ်အိမ်ပြန်လာရင်တေဖို့တာပြန်ခွေးမလေး။စိတ်ချအဖေကျန်းအိမ်ကိုပြန်မလာခြင်းပေမဲ့မမေရှိနေသေးတော့ဝတ်ခံဖို့ကျန်းပြန်လာရအောင်ပါ။ကျန်းလှည့်မကြည့်ပဲပြန်អော်ခဲ့တယ်။ ကျေပွေကျန်းထက်သွားကို မကြည်မနဲ့လှမ်းကြည့်နေရဲ့ကျန်းနေရဒူးစိတ်ကောင်မပပီမိဘဘူတက်ရိုင်းပါလားကျမရိုင်းနေထင်ရင်ရှင်ကျမအဖေကိုအဖေတော်ကြည့်ပါလားရှင်ကျမထင်နဲ့စပို့ပြီးရိုင်းသွားပါလိမ့်မယ်ဟေးစိတ်မြတိုက်ပိတ်ခံလိုက်ရမှာပြန်ရောက်လာပြီစိတ်မြနောက်တစ်ခါဘာသမမကြားကြုံနော်စိတ်ကြပါမမစိတ်မြနောက်မမိုက်တော့ပါဘူးအရန်အရန်ကိုလိမ်မာတဲ့ကောင်မဖြစ်ရပါစေမယ်ဟဟ ထောင်ချက်ပြန်ထွက်သွားရနဲ့စိတ်မြဘလူးဆိုင်တီးပြီးအခန်းတောင်မှာကက်နေရဲ့အေးနွယ်ကိုလှမ်းကြည့်နေ။ကောင်းမ။နေ့ဆောင်ငါတိုက်ပိတ်ခံရတာ။ပါကောင်းလို့လဝါတောင်းလာလားပြော့စမ်း။ဂျန်းဆိုရဲကောင်းမရောအခုဘမလဲ။ဒင်းလေပင်ကိုငါနင်းကြံလို့။ကျကျမမှားတတ်ပါရဲ့။နောက်ဒီလိုမဖြစ်စရာပါဘူးရှင်။လေပင်ကိုနင်းကြံလို့လား။ရရလေနင်းကြည့်စမ်းပါ။အတန်နဲ့တူအခန်းဝကို ရောက်ရှိလို့လာပါတဲ့ဂျန်တို့အချင်းချင်းနှုတ်ဆက်တာဂျန်ရဲ့ ျမကိုအဆောင်နဲ့မြင်မြင်သွင်းပေးစမ်းပါ။နင်ရလဲဆွဆွာဟိုကလည်းရိုင်းရိုင်းဖြစ်ကျင်တာဖြစ်ကြစမ်းဖြစ်လိုက်ရင်တိုက်ပိတ်ရုံပေါ့။ဂျန်အဆောင်နဲ့ရောက်လာတော့အပြင်မှာတော့ပိတ်ပြီးထားခဲ့တယ်။လက်ကောက်စိန်များဂျန်အထက်ရောက်လာလို့မျက်နှာချိုသွေးနေရဲ့။ထောင်ဆိုတာကဒီလိုပဲဇိုက်ကျန်းတယ်လေ။ကျောင်းနဲ့တရားနှုတ်ဆက်ရင်ဒီလိုပဲ။အင်းဟုတ်ဟုတ်ပါတယ်။အေးနွယ်စကားနဲ့ရန်စဲပြောလိုက်ရတယ်။မန္တလေးတမျိုးတော်လူချမ်းသာတွေစင်းမှာ ဒေါကငင်ကြီးကလည်းတဦးပါဝင်ဖြစ်တယ်။လူသားချမ်းသာပေမဲ့ဒေါကငင်ကြီးကစိတ်မချမ်းသာပါ။မြေးလေးရဲ့ပညာရေးကြောင့်သာမြေးလေးကိုခွဲရမှာပေါ်ဖွားမြေးလေးကိုမခွဲနိုင်ပါဘူး။မြေးပြည့်သူခင်ကြီးပြအေးမှလည်းအဖွားပြည့်သူဒေါကငင်ကြီးတို့ပင်ခံစားနေရပါရဲ့။တမီလည်းမခွဲချင်ပါဘူးပေါ်ဖွားရဲ့ပေါ်ဖွားပဲစီးစိမ်ချမ်းသာခြင်းဟာယန္နာတပါးဖြစ်တယ်လို့ပညာဟာလည်းယန္နာတပါးဆို။အဲ့လေဒါကြောင့်မို့မြေးလေးကို ရန်ကုန်စက်မှုလက်မှုတက္ကသိုလ်တက်ဖို့ဖောက်ခွင့်ပြုတာပေါ့ဒါမှတကယ်တမ်းခွဲရမယ်ဆိုတော့ရင်းနှင်းမှာတမျိုးကြီးပဲကွယ်အစီကံတွေရှိပါလေမြေလေးရဲ့အဝိစာတက်တာတွေကိုဒေါခခင်ကြီးကိုယ်တိုင်ကိုကြာထည့်ပေးနေရဲ့မခင်ကြီးပြကားပေါ်ရောက်နေရတော့ဒေါခခင်ကြီးရဲ့မှာစကားတွေကမပြီးဆုံးနိုင်သေးလောကကြီးရဲ့မှာဒီမြေပွားနှစ်ယောက်တည်းရှိအားမြေလေးလိမ့်မှာနော်ဘဘစီကိုလည်းစားရင်နော်တလောကလုံးမှာပြေးကြည့်လို့မှာဒီမြေပွားနှစ်ယောက်တည်းရှိအား လီလီမာနီနော်မြင်လေထိတ်ကြပါဖဖရဲ့ကဲသမီးတော်ရမယ်နော်အဖော်ပြစ်လိုက်ပါမယ်လူယုံမက်ခင်သိန်းကိုပါမှားရပြန်နေကျောင်းကအဆောင်မရခင်မြေလေးနဲ့တူနေနော်မက်ခင်သိန်းကျောင်းကအဆောင်ရမှာပြန်လာခဲ့ဦးထွတ်မြတ်ကားကိုခွေးဆက်ပြီးမောင်းနော် ဟုတ်ကဲ့ကားဒရိုက်ဘာဦးထွတ်မြတ်ကိုပါဒေါခင်ရင်ကြီးရဲ့အမားစကားတွေကမလို့ကားထွက်သွားမှာတိုက်ကြီးဘက်ကိုပြန်လှည့်ခဲ့တယ်စုံတွဲပုံရှိမှရက်လျက်နေရီတွေကြာကာ ဒေါခင်ငယ်ကြီးရရွတ်နေမိရဲ့အင်းတမီးနဲ့တမက်ကငငယ်ရွယ်နဲ့ကားမောက်သေးဆုံးခဲ့လို့ကြံရိတ်ခဲ့တဲ့ဖာတဆူမြေးလေးကိုပဲပုံပြီးချစ်နေရပါပဲကွယ်ဒေါရိတ်တောင်ရိတ်တွေရှန်ယုံမရဲ့နောက်ခံပကြီကားတွေကိုဂျန်တို့မိမအကျဉ်းသားတွေခံစားကကပြမစမ်းနိုင်ပါဘဲလင်းကြောက်ထူစကံမှာကြောက်တွေကိုပင်မဲစွာနဲ့ထူးကြရတယ်ရဲဘက်လိုစကံမျိုးထောင်ကြီးလိုတော့စိတ်အနေချင်းကြက်ချင်းမရှိလို့သာတော်ပါသေးရဲ့ ချန်ဘယ်လင်ရဲစခန်းဘက်ကိုရောက်နေရတာက6လခန့်ရှိပြီအမေကိုတော့အချိန်တိုင်းမှာတတိယနေပြီရဲ့အမေကိုတတိယတိုင်းအရက်မိုးရင်အမေကိုရိုင်းနဲ့နှိမ့်ဆက်တတ်တဲ့အဖေကိုပါမြင်ရမိရဲ့အော်အဖေအဖေတမီးကိုထောင်ကျလူဆိုးမှလေးဖြစ်အောင်ဘာကြောင့်များအဖေလောက်ရက်ခဲ့တာလဲအဖေရဲ့ချန်မိမိရဲ့ငယ်စဉ်ကလေးဘဝကိုပြန်လည်မြင်ရမိရဲ့ចောင်းစာဆိုအလက်ကားပဲတို့လိုလူတွေတက္ကသိုလ်သင်နိုင်ဖို့တိတ်ဝေးတယ် အဲ့တော့တမိလက်တွေ့ဘွားတက်ကတူပဲတက်။တမိလေးရောမဟုတ်တာမပြောပါနဲ့ကိုကြည့်ရဲ့။အန်လီရဲ့ဖြစ်မဲ့ကိစ္စငါပြောပါမလားကွာ။အခုဆိုငါ့ကိုထောင်ထွက်လူဆိုးကြီးဆိုပြီးမသိသူမရှိသလောက်ပဲ။ဒီတော့တချို့နေရာတွေမှာတမိရဲ့အကူအညီတွေအများကြီးလုံနေရဲ့။အဲ့ဒါတွေကိုငါတမိကကူညီရမယ်။ချီချီကသူပြောတဲ့အတိုင်းဂျမ်းကိုအတုံးချတယ်။ဆရာကျောင်းအဖြုတ်ခင်ရလို့လောက်ကြပါအောင်လောက်ကြပါအောင်။ဘယ်သူမှကားပေါ်ကမစင်းစင်နဲ့ဟဲ့။ ရဲစခန်းကိုတက်မရဲစခန်းကိုအကြောင်းမှာပြည်သူရဲတွေကချစ်ကြီးကိုမှတ်မိနေတယ်။ချစ်ကြီးကကားပေါ်ပါလာတာကိုချစ်ကြီးကိုရှာကြစမ်းဟဲ့။ချစ်ကြီးရဲ့ခန္ဓာကိုအနဲ့ရှာဖွေပေမဲ့လုံးဝရှာမတွေ့ကြပါ။မတွေ့ရစခန်းမူချစ်ကြီးကတော့ခက်ပြင်းပြုံနေ။ကျွန်တော်ဒီလောက်မလောက်တော့ဘူးလို့ပြောထားမှပဲဆရာတို့ရ။ချစ်ကြီးကဂျမ်းကိုအတုံးချပြီးအချိန်ချင်းလွတ်လာခဲ့တယ်။ဂျမ်းမှလည်းချစ်ကြီးကြောင့်ဒူးဆိုင်လောကမှာတစတစနဲ့ဆိုင်စွာနဲ့ရောက်ရှိလာခဲ့ရလေပြီ။ အဆင်မပြေတဲ့အခါတွေမှာလေထောင်ထဲရောက်တဲ့အခါရောက်ခဲ့ရတယ်။ထောင်မှလွတ်လာပြန်တော့လေဖခင်ကြည်ကြီးရဲ့အတုံးချမှုကိုခံရပါလေတဲ့ဂျန်။ဟေ့ဂျန်၊ဘာငင်းနေရလဲ။အလောက်သိမ့်တော့မယ်။နင့်ကိုဒါပြအောင်မြန်ထုတ်လေ။ဟုတ်။ထောင်ဝတာမျိုးသမီးရဲ့စကားကြောင့်ဂျန်မိမိအလောက်ပေးဖို့တအားထုတ်ပြတယ်။ဂျန်တို့အားလုံးအလောက်စကံမှာအပြတ်မှာ။ဒီနေ့တို့ရဲဘက်စကံကိုရဲဘက်မှတွေထက်ရောက်လာမယ်တဲ့။ကောင်းလာပေါ့တို့တက်အဖော်တွေပုံများတာပေါ့။ အလုတ်စကန်းမှာနှမိုင်ကန်ဝေးတဲ့ရဲဘဲစကန်းကိုလမ်းလျှောက်ပြန်လာရတာကကြောက်ထူရတဲ့ပင်ပန်းနယ်လို့ထင်ရတယ်။ကြံစကန်းကိုအဝင်မှာထောင်ကျရဲဘဲမှာအစ်စ်တွေလာရောက်ပို့တဲ့ကောင်တွေ့လိုက်ကြတယ်။ဂျန်တို့အားလုံးရဲဘဲဆောင်မှာရေချိုးသွားဖို့အဝတ်အစားတွေလဲနေကြတယ်။အဆောင်ပြင်ဘက်ကိုထွက်လာမိမိကိုစိတ်ဝင်စားကြည့်နေသူတို့ကိုဂျန်တတိထားကြည့်လိုက်ပြီးတော့ဟင်စိတ်မြလက်ကောက်စိတ်မြအေးနင်းကောက်မမိတာပဲ။ ငါကွန်းနတ်ကကားနဲ့ဒီရဲဘက်စကန်ကိုရောက်လာတာကဲမကုံကြတော့နင်းနဲ့ငါပြန်ဆောင်ကြတာပေါ့လေဂျန်ဆိုတဲ့ကောင်မကလည်းစိန်မြလို့ကောင်မကိုဘယ်နေရာမှာတွေ့ရတွေ့ရမမှုပါဘူးလေဂျန်ကခက်တတင်ပြောပြီးရေချိုးကံဘက်ကိုလျှောက်လာတယ်ကြည်ကြီးကားကိုရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးပေါ်မှာအပြေမောင်းနေလာခဲ့တယ်ခက်ကြကြလမ်းပေးစားတောက်ဆိုင်ရှိမှကားရက်ပြီးတော့ကြည်ကြီးဆိုင်တွင်ကိုဝင်လာခဲ့တယ်ဟာကြည်ကြီးမလာလာအတော်တော်ကြာနေပြီပဲဗါလဲ ြင်မနာအကွက်ကံကမိနေပြီလားမမိပါကွာငါသမီးရဲဘက်စကံရောက်နေလို့ငါလာတွေ့တာဩမင်းနဲ့ငါကလင်ကြပြီးယူလာခဲ့တဲ့ကအခုထိမင်းစီမှာရှိသေးတာပဲဒါဆိုမင်းစီပိုင်းအိုကေနေလို့ဖြစ်မယ်ဝယ်မဲ့လူမရှိတာရဲ့လူအထင်မသေးအောင်ရဲ့မနေထိန်းထားရရလေစီးတော့စားတယ်ဟေးငါတောင်သူ့လောက်မစားနိုင်ဘူးမင်းဆိုင်ရောအစဉ်ပြည့်ရလားငါလဲဟန်ဆောင်ပန်ဆောင်ဘွက်ကွာအကွက်ကောင်းကြုံရင်တော့ ဓမြအထွက်တိုက်တန်တိုက်ပေါ။ထောင်ကြမဲ့အလုပ်ကိုအသိရွယ်ကြီးလာတော့ကိုတိုင်ကိုကြလို့လို့မကောင်းဘူးကွာ။တပည့်မွေးတံမွေး။ခိုင်းတဲ့လူကိုခိုင်းအခုခေထောင်ကြတာတဲမစားတာဘူး။ဟုတ်တယ်။နောက်ကငွေနဲ့လိုင်းဝင်တံဝင်မှတန်ငါကြတာ။အဆက်အသွယ်ကောင်းရင်ထောင်ထဲမှာလက်ညှိုးညုံရရေးဖြစ်တော့တာပဲ။အေးဒါကြောင့်မို့ငါသမီးနာကိုငါလိုက်လာတာ။ဒီကောင်မကလည်းအားလဲအပါရဲ့ကွာ။ခိုင်းတဲ့တိုင်မလုံနိုင်တော့လက်ဘူးလက်ကြက်မိပြီးတော့ထောင်ကြနေရလေ။ အတွေ့အကြုံပေါ်ကြည့်ဝေးရဟဲ့ကျန်အဲ့ဒီပုံပင်ဒီဘက်ပုံဆက်ထုတ်ကိုယ့်ကိုဓာတ်ထုတ်ပင်ပြရမယ်မဟုတ်လားငါ့ကိုခဲမပြောနဲ့ငါအနေနဲ့လူကြီးငါခိုင်းတာလို့ထုံးစံမဟုတ်တာခိုင်းရင်မလုံနိုင်ပါဘူးဒါတသက်ရညူနဲ့မတရားခိုင်းတာဗာနေစမ်းပါညည့်ရတဲဆွာနေပါလားငါခိုင်းတာမလုပ်ရအောင်ညည့်ရဘာကောင်းမလဲစိတ်မြနေငါ့ကိုဘာကောင်းမလို့ထင်လဲကဲဟဲခံပြောအောင်အလစ်မို့ကြမ်းခံလိုက်ရတယ် ွေလဲကျသွားတဲ့ကျန်းပြန်မထနိုင်ခင် ပြင်းထန်တဲ့ကန့်ချက်ကကျန်းကိုဘော်ကိုကြက်ရောက်လာကြပြီကဲဟဲအာခန့်အောင်ကျန်းဘွားမှာဒါမျိုးတွေရိုးနေပြီတချက်ရတဲ့အခွင့်အရေးကိုပိုင်နိုင်စွမ်းအသုံးချလိုက်တယ်ဟဲမေဝင်းတောက်နေတဲ့ကျန်းမျက်လုံးထဲမှာမြင်တွေ့လိုက်ရတာကကြောက်ထူတူတချောင်းလူဘွားဝတဲ့ကောင်မကဲဟဲကဲဟဲစိတ်မြသေးပြီနားထဲမှာပဲ့တင်တဲ့တွေကကျန်းရဲ့ပြေးရကိုပုံမမြင့်တင်ပေးတဲ့နေ ပြင်းမိပေးရဆွတ်ပြေးတယ်။တောရိတောင်တွေကိုကြော့တယ်။စိန်စန်းချောင်းမြောင်းတွေကိုဖျက်တမ်းတယ်။ကာလမပေါ်ရောက်မှခရီးတော်ဝေးခဲ့ပြီးကိုအမတ်ရတယ်။ဒုက္ခပဲ။ငါဘာလုပ်ရမလဲ။ဘယ်သွားရမလဲ။ကာလမတိုင်းဥတီရမဲစွာရှောက်လန်းလာရင်ကငါငါလူမတက်စဘူးလူတက်မိပြီ။ငါ့ကိုတေတံပေးတော်မှာငါမှပြေးစရာမြေလည်းမရှိ။ငါငါဘာဆက်လုပ်ရမလဲ။ဗျာဒါဒါဆိုကျွန်တော်တမီလေးထွက်ပြေးသွားပြီပေါ့။ဟုတ်တယ်ဗျာ။ဂျန်တော်တော်ဆိုတဲ့ကောက်မှလေးပဲ။ သူ့ဝေတရားရလိုက်ရပြီးဖမ်းဖို့ကြောက်လူတွေထွက်သွားပြီ။အဲ့ဒီကြားထဲမှာ तू အခုခံရင်အသေးပြစ်တက်ဖို့အမိတ်မှထုတ်ထားတယ်။အိုးကြည်ကြည်ဂျန်အတွက်စိတ်ပူသွားမိရဲ့။ဂျန်ဂျန်သေးတာလည်းမဖြစ်ဘူး။ဂျန်သေးသွားရင်ငါအတွက်လယုံတစ်ဖက်ပြုတ်သွားမှာခိုင်းရမယ့်လူရှိမှမဟုတ်တော့ဘူး။ဂျန်ဒီပြက်ကိုဥတိုက်ပြရဆိုတော့တော်ရဲမှာကြာကြာနေနေမှာမဟုတ်ဘူး။ကားလန်းကိုတွေ့ရင်တက်ပြေးလာမှာပဲ။ငါကားလန်းတစ်လျှောက်လိုက်ဆိုင်တော့တွေ့နိုင်တယ်။ ောက်မှကောင်းဟွန်တန်ကြောင်ဂျန်လန်းပြန်ပြီးလှည့်ကြည့်မိရဲ့ဟဲ့ကာလီတစီဟာညီမလေးတယောက်ထက်လားဒီနေရာကအန္တရာယ်ရှိရဲ့လာလာ ကကုတ်ကားပေါ်တက်ဖွင့်ပေးထားတဲ့တကမှာလွယ်လွယ်ပင်တက်မိလိုက်တယ်ကားမောင်ထွက်စဉ်လက်ကျန်စီကဂျန်ရဲ့ပုံပေါ်ကိုဈေးဦးစားပေါက်တယ်ပြီးရောဂျန်ချွေးစည်းတွေပြန်လာပြီးရောတကူလုံးလေးတုံရင်လာခဲ့ပြီဒါမျိုးမှကြိုက်တာကွာမင်းကြည့်ရတွေ့ကြုံရှိပုံမရသေးဘူး မင်းဘွားကိုငါကဲတင်ပါမယ်ကွယ်။တကောင်သားကမုံရစ်ပြီးလူမှန်းသူမှန်းမသိခင်ကဲ့ဟာ။အဲ့လူလဲကြသွား၊ဂျန်ကားဘရိတ်ကိုအမြန်နှင်းလိုက်ရတယ်။မှတ်ထား၊လူကိုအထင်သေးခြင်းစော်ကားအောင်။ဂျန်တနတ်ကိုကောက်ကန်လိုက်တယ်။ဒါဒါငါ့အတွက်အလိုအဆုံးပစ္စည်းပဲ။ဟင်။ရုတ်တဲ့ထိုးရက်သွားရဲ့ကား။တော်ပါသေးရဲ့။မျိုးရဲရောက်ခါနေမှာကားပြက်ပြီလို့။အလင်းမြန်ဖြတ်တန်းလာတဲ့ကားကြောင့်ပ လမ်းပြကူမဲ့ကျန်းရက်တံပေးလိုက်ကြတယ်။ကားပေါ်မှာဆင်းလာသူကတော်ခင်ခင်ကြီးပြီးတော့မန္တလေးထွန်းမုတ်ဆိုင်လေးကိုဝင်လေပြီ။မောင်ရိတ်ကိုစောင့်ကြည့်နေပါရဲ့ကျန်း။အကြံတစ်ခုချက်ချင်းဝင်လေသွားလိုက်တယ်။ဒီဖွားစရာတယောက်ထဲပါလား။အလိမ်မြန်ဆုံးတော်ခင်ခင်ကြီးနားကိုပြေးကက်အချိန်လေးကိုတစ်ချက်ကြည့်လိုက်ရင်လေကားနောက်ခံအတွင်ကိုဝင်ရောက်ပြီးတော့ပုံးကွယ်လိုက်ပြီ။ထွန်းမုတ်ဆိုင်ထဲမှာအဖွားကြီးပြန်ထွက်လာတော့ပိုပြီးလုံခြုံစွာပုံလိုက်တယ်။တဟုန်တို့မောင်းသွားတဲ့ကားလေးထဲမှာကျန်းပါသွားပြီ။ ကျောက်ကစေရီနာနဲ့လည်းကားပေါ်တင်ခဲ့ရသေးတယ်။ကျောက်ကိုလည်းစော်သွားတယ်။အဝယ်စားတွေလည်းယူသွားသေးတယ်နောင်ကြီးက။နောင်ကြီးသာရောက်မလာရင်ကျောက်ဘလောက်ထိတတိမိနေဦးမယ်မသိဘူးဗျ။ခမရလူကိုမင်းမှတ်မိပါမလား။တိတ်မှတ်မိတာပေါ့ဗျာ။သပင်တူတူအသားဖြူဖြူခတ်တောင့်တောင့်နဲ့မျက်နှာဝိုင်းဝိုင်းအသက်20လောက်ရှိအောင်ပဲ။ဟုတ်ပြီ။ဒါဆိုငါသမီးချမ်း။ဒါတဲ့အဲ့ဒီကောင်မကဘယ်ဟုတ်ထွက်သွားလဲဗျ။စိတ်မရှိနဲ့နော်။ကျောက်ကတာဝန်ရမေးရတာပါ။ဗျာ။ဟိုဟိုတာဝန်အရာဟုတ်လား။ ဟိုမန္တလေးဘက်ကိုသွားမယ်ထင်ပါတယ်။ဒါဆိုကြောက်ဒီကောင်မနောက်လိုက်သွားအောင်မေဒီကြောင်ကိုဝမ်းထဲကိုမြို့ချလိုက်နော်။ဘသူမှပြောခွင့်မရှိဘူး။ခမ ्या ပါအမှုတွေပါနီမှာစိုးလို့ပြောတာ။ဟာစိတ်ချစိတ်ချပါကျေကျေးဇူးပါပဲကျွန်တော်ဘသူမှမပြောရဲပါဘူးစိတ်ချစိတ်ချ။တာဝန်ရှိသူလားခက်တီတီကျစ်ပွေးအောင်စီလက်လေပြီ။ဒီကနဒီလူကထောက်လိုင်းရလို့ဖြစ်ရမယ်။ဒါဆိုဒီမှုကတော်တော်ကြီးရကိုမှတ်လို့နဲ့ဟဲ့တနတ်တလန့်နဲ့အတူအမတ်မတင်ထွက်ပေါ်လာတဲ့ကြမ်းကြောင့် ဒေါ်ခင်ငယ်ကြီးအံ့ဩရတယ်။မောအောင်းနဲ့နော်။အောင်းရင်ပြစ်ထက်လိုက်ပါ။ဟမ်မင်းမင်းကဘလို့ဘလို့ဘာလုပ်ဖို့လဲ။ကျောက်ကဘာမှမေးမနေနဲ့။ဝင်စမ်းအခန်းထဲကိုဝင်စမ်းကျုပ်တောင်းတဲ့လောက်ငွေပေးရင်အဖွားကြီးတက်ကိုရက်မရှာဘူး။မပေးရင်တက်ပြစ်မယ်။ဩမင်းကဓမြမာလေးကို။အင်းမင်းလိုငရွယ်နှုတ်ပြောပြီ။တနာကမာရုပ်ရည်လေးဟာဓမြမဖြစ်တင်ဘူး။ငါမေးမှလေးပဲဖြစ်လိုက်ပါတော့အဖိုက်ကြောက်ကိုအယုံသိမှုမကြိုးစားနဲ့ငွေပေးမလားမပေးဘူးလားပြော မင်းကဘလောက်လိုချင်လို့လဲဝိတ်တသိန်းကုတကျင်ထုတ်ပြီနော်မပေးရင်ဟော်ရီမှာတနက်ကိုကျွမ်းကျင်စွာအကင်တွင်နေကက်လာတဲ့တနက်ပြောင်းသွားသူ့ပုံတဲ့သူ့ဟန်ပန်ကတကယ်ပြစ်တော်မယ်တဲ့တော်ခင်ခင်ကြီးဆိုရင်ရပြီကဲမင်းလိုချင်တဲ့ပစံဟော်ရီဗီဒိုတွေမှာစိုက်တက်လောက်ရှုပ်ပြီးတော့တော်ခင်ခင်ကြီးကဗီဒိုကိုဖွင့်ပေးလိုက်တယ်ကြမ်းတသက်နဲ့တကူမကြုံဘူးတဲ့ငွေဆက်ကိုအထက်ကြီးဗီဒိုတလုံးအပြည့်ရီများပြားလာတဲ့ငွေတွေကြမ်းတယောက်အသက်ရှူရမတဲ့အံအော်မိလိုက်တာ ဒီလောက်များပြတဲ့ငွေတွေကိုသူ့ဘလုံးမတယောက်တည်းမတည်နိုင်မတ်တက်ကလဲမတက်ပင်မုမမိုက်ဖြစ်သွားရဲ့ယူလေဘာကြောင့်နေရလဲမင်းငွေတို့ကျင်တာဆိုအဲ့ဒါငွေတွေပဲယူလေယူလိုက်ပါအယူကန်အတိုင်းအမှန်ကိုဆိုရရင်ဒီလောက်ရိုးသားသူမျိုးကျမ်းမတွေ့ဘူးပါဒီလောက်ရက်ဆက်အတီတရားခေါင်းပန်းမှုမျိုးကျမ်းမမရှိပါဘာကြောင့်ဖြစ်မဲ့ထင်ပါရဲ့ဒီငွေဆက်ကိုအထက်တွေဟာဂျမ်းကိုလှောင်ပြောင်းပြီးဂျမ်းဘွားမှာအလိုအပ်ဆုံးအရာအခုတော့ဂျမ်းဘားကြောင့်ငေးကြောင်နေမိပါလေ ွေဆိုတာစက်ကိုတွေပဲတမီးရဲ့မမောတတ်သူအဖိုးတော့ယန္တနာတပားပါပဲတို့ဘဝမှာတော့တာရီယာစက်ကိုတွေလေကဲဘာငင်းနေရလဲယူလေမင်းငွေတသိန်းလိုချင်နေဆိုယူမင်းအကုန်လုံးလိုချင်နေယူပေါ့မြို့ငါပေးနေတာဒီလောက်ကိုဒေါက်ခင်ခင်ကြီးရရရရရဂျန်ကပင်ရှက်စပြုတ်လာတဲ့ထင်မရဲ့ပြီးတော့လေသူဆက်ရမယ်ခရီးချင်အရိပ်ဘက်မှာလိုက်လာပြီးဖြတ်တဲ့ရာဆွေပြီးသူ့အတွက်လုံကြုံစရာနေရာမရှိတော့ဘူးမဟုတ်လားဒေါက်ခင်ခင်ကြီးက စိတ်ကောင်းရှိသူကြီးဇန်ရဲနှုတ်ပြားကထပ်ပေါ်လာတဲ့စကားတခုဒီပဆက်တွေကြုံမယူတော့ဘူးကြုတ်ကိုဒီမှာနေခွင့်ပေးပါဟေးငါသိနေပါတယ်ခလေးရဲ့မင်းလေးရနုနယ်တဲ့မင်းကလေးတယောက်ပါဘဝပေးချင်နေကြောင်းဒီဘဝရောက်လာရမဟုတ်လားမင်းအမားတွေငါပြင်ပေးနိုင်ပါလိမ့်မယ်ငါ့ကိုယုံကြည်ဆိုပါတော့ဂျန်ဝမ်းသာသွားပါပြီသူ့ဘဝရဲ့လင်းလက်တဲ့အလင်းရောင်နားခုစရာနေရဒီအရက်ဒီအိတ်မှမဟုတ်လားပြည့်အစဉ်ပြင်ခနာတယ်ကွယ် မင်းလိုငယ်ရွယ်နှုတ်နေတဲ့မိကလေးဟာဒီဘွားမျိုးမရောက်တင်ဘူးဖွားဖွားမင်းကိုကူညီပြစေမင်းဖွားဖွားနဲ့ပြောတဲ့လောက်နေနိုင်တယ်တသက်လုံးနေမဲဆိုရင်လည်းနေသွားဂျန်ဂျန်ဘွားမှာဒီလိုမြေတားမျိုးမရခဲ့ဘူးသေးပါဘူးဖွားဖွားရဲ့တရားသမားမှာမြေတားမပြဲရှိတတ်ပါတယ်ကွဖွားဖွားရဲ့ဂျန်ရဲ့ဘွားပေကုသိုလ်ကံမကောင်းခဲ့ပါဘူးရှင်ဒေါ်ခင်ခင်ကြီးဟာဂျန်ကိုပြေးဖက်ပေးမိမိကိုယ်ကိုကောင်းအောင်စူးစမ်းပြီးတော့နေထိုင်မှာခလေးရဲ့ ဖဖလည်းသမီးလေးနဲ့အတူရှိနေပြီပဲကွယ်။မန္တလေးမြို့ရဲ့အမထင်မရှားအတိအကျရဲ့နေရာမျိုးစုံကိုစစ်ပွေးအောင်ကြီးရောက်ခဲ့ပြီပြီ။ဂျန်ရဲ့အရေးအောင်ကိုတော့လုံးဝမတွေ့။ဘယ်နည်းနဲ့မှဂျန်လူတော့မတွုံးအောင်ပါလို့။သူ့မှာအေယာမပြဿနာကြီးနဲ့ဥစ္စာ။တချောင်ချောင်မှာတော့ခိုကက်ပြီးတော့ကိုနေနေရမယ်။ငါရှာလာလဲနှက်နေပြီ။တကယ်ဆိုငါနဲ့တွေ့ကိုတွေ့ရမှာမဟုတ်မှလည်းရောဂျန်ကိုရဲရီများဖဟဲ့ရဲပါစေဖဲ့ပါစေ။ဂျန်ကိုဒီတခါပြန်မိသွားရင်ငါတစ်မျိုးတော့ကွဲပါပြီဗျာ။ ြင်းအရင်ဖြစ်သူလျက်တကယ်အဖိုးတိုက်အဖိုးတန်အဝတ်စားတွေကျန်းကိုဝစ်စင်ပေးမိရင်နဲ့တိတ်ကိုကျင်းနဲ့နေမိတဲ့ဒေါခင်ငယ်ကြီးလူမအဝတ်တောင်းမှအကောတဲ့အခုလိုပြင်ဆင်လိုက်တော့လေမင်းလေးရအလှကြီးလာနေလိုက်တာကွယ်သူ့နာမည်ကကျန်းနဲ့ငါနဲ့ကွဲကွာနေတဲ့တူမရဲ့သမီးလေးပေါ့မေတဝံကွယ်လေးအလုံးမှတ်ထားကြနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါပါဆက်ဆက်ဆူဆူရောက်လာတဲ့လူသမားတွေကိုလည်းကြော်ညာရသည်ရဲ့ကဲလာကျန်း ညထဲမှာဝဲကြရှိရလိမ့်ပြီးသွားဝင်နေတခခုစားကြရအောင်ကွယ်။ဒေါခရင်ကြီးရဲ့တူမလေးရဲ့ကွာ။ချောလိုက်လှလိုက်တာ။ဟုတ်ပါရဲ့နဲ့သမီးလေးကြာနေရပဲ။စားတောက်ဆိုင်မှာကျန်းကိုအဲခံနေတဲ့ဒေါခရင်ကြီးဇွန်းခရင်မကင်တက်သူတွေဖြစ်ကြောင်းသိရတော့ခယူနာပို့တက်မိရဲ့။ခရင်ကိုဒီလိုကင်စားရတယ်သမီးရဲ့ဟဟဟ။ကျန်းနေရောနတ်ပြည်ကိုနှွေလန်းပွင့်တယ်လို့ဖြစ်နေပြီပေါ့လေ။ဟဲ့ပေါ်ထွက်လာတာကကျပွေးအောင်ကြီး မျက်နာဘလူးတပည့်တကောင်နဲ့ကြမ်းချောက်ချားသွားလိုက်တယ်။ကြမ်းလက်ပြန်ပြီးတော့ကစွန်းခရင်ကိုပင်လှော့ချလိုက်မိရဲ့။ဒါလူကြီးလူကောင်တွေတွေ့ရနေရပါ။ရှင်အပြစ်မူကြောင့်ကျမတို့ဂုံသိက်ကအထီးကိမခံနိုင်ပါဘူး။ကျောက်ကလူကြီးလူကောင်မှမဟုတ်ပဲ။ဒါကျောက်သမီး။သူ့အကြောင်းကိုတော့ခမရသိတယ်တလို့သိပြီးရောပေါ့။ပြီးတော့သူ့မှာအေးရမပြဿနာကြီးနေနော်။အိုး။ကြမ်းအဖေတဲ့အတော်ရိုင်းနေလူပါလား။ဖဖေ။ဘဘွားကြီးကသူတို့ကောင်တယောက် သမီးရဲ့ကျေးဇူးရှင်တယောက်ပါ။ဘွားကြီးကိုဒီလိုမပြောသင့်ပါဘူး။အေးဇေယိုက်မတူတဲ့နေနဲ့သူနဲ့ဘလို့မအပ်ဆက်ဘူးဆိုတာသိလို့နင့်ကိုလက်ခံမထားဖို့ပြောမလို့။ရန်ကုန်မှာနေမရနေတယ်မလားညတယ်မလားမသိဘူး။နင်ရဒီမှာဘွားမမိနဲ့ရန်ပြေးမရဲ့။ဒီမှာကျမရဲကိုလမ်းခေါ်လိုက်ရမလား။ရှင်ဒီစပွဲကအမြန်ဆုံးထွက်သွားပါ။ကျုပ်သွားမှာပါ။ကျုပ်သမီးကိုလက်ခံထားရင် ခမရောက်လေကျုပ်ကသွေးဆောင်ဖျားရမှုနဲ့ရဲကိုတိုက်ရလိမ့်မယ်နော်။ဟဲ့ဟဲ့။အိုး ရုံးမာလိုက်တယ်လို့ကျေဝေးအောင်သည်ဆိုင်ပြန်ထွက်ပြီးတော့အငါကားတစီတဲ့ဝင်ချနေလိုက်တယ်။ငါကားနဲ့ဆိုဂျမ်းမမိတော့နိုင်လောက်တယ်။ဂျမ်းနဲ့ဒေါခင်ငင်ကြီးတို့ကားမောင်းထွက်လာတော့ကျေဝေးအောင်ကြီးရဲ့ကားကနောက်ရောက်ခံလိုက်လာတယ်။အော်သူတို့ကတရိန်မာကိုအချင်းကြာလာတဲ့အမြဂျမ်းနဲ့ဒေါခင်ငင်ကြီးတို့ရဲ့တယောစင်ကလည်းပို့ပြီးတော့ခိုင်မြဲလာတယ်။အဲ့လိုတယောစင်တွေခိုင်မြဲလေတယ်။အောင်ကြီးတို့ကယတနာပုံကြီးနဲ့နင်းနေလေပဲကွာ။အိုးဖဖေ့ ကားကိုဒီထိပါလို့မောင်းဝင်လာရတာလေဟင်နေ့မေအတွက်စေဖို့လိုနေလို့ပြီးတော့ငါလည်းအတုံးစေပြတ်နေရလေကဲပေးလိုက်ပါသမီးရဲ့သူခင်ဗျာအစင်ပြေလို့နေမှာပေါ့အစင်ပြေရင်ဘယ်တောင်းမှမလဲဟုတ်ပါဗျာဟုတ်ပါဝီတတောင်းထုတ်ပေးလိုက်ရပြန်လေကျောက်အဖို့ခင်ဗျားစီမှာကျောက်သမီးရှိနေသေးစိတ်ချပါရယ်ကျောက်ငွေလိုရင်သာအခုလိုပေးကြပါဒီလူဟာကိုယ်သမီးလေးကောင်းစားနေရကိုတာမကြည့်နိုင်ဘလို့ဖအေမျိုးပါလေ စ်ဝေးအောင်စီရဲ့ပြုံးမှုကြောင့်ရင်းထဲမှာစိုးနေစွာခံစားရပြီးဆယ်မြကောင်းဖြစ်ပါနဲ့ကျန်းရယ်သူခင်များဘယ်လက်ပြန့်ချင်မှမလဲကွမရှိလုံးလို့လာတောင်းရတာပေါ့မြေလေးရဲ့ဖဖေးအကြောင်းကိုဟိုဘာမသိသေးပါဘူးလေဖဖေးအကြောင်းကိုကျန်းသာအသိဆုံးမှာနှောင်းရက်တွေကိုအကြောင်းပြပြီးစစ်ပွေးအောင်စီကတရင်ကိုမကြမကြရောက်တက်တယ်ကျန်းပြီးဖခင်ဖြစ်သူကိုအော်နှလုံးနာလာမိတော့တယ်မြတ်တာတရားအလွန်ကြီးမားလာတဲ့ဖဖွားကြီးငါအတွက်အဆက်ဆက်ရရစိတ်တော်ကရောက်နေရပါလား ငါဟာပြန်ကြအမိုက်မတယောက်ဥပဒေနဲ့လည်းမလွတ်ကင်းတဲ့သူကြာလာနဲ့အမျှဖွားဖွားကြီးို့ပါငါအတွက်နဲ့အမှုပတ်လိမ့်မယ်ဒီတော့ရှေ့စံကဘာလုပ်တဲ့လဲအကောင်းဆုံးကိုစင်စားပြီးဆုံးဖြတ်ရရင်ငါဒီအိမ်ကြီးကိုစွန့်ပြီးဌာနေပြန်တာဟာအမှန်တရားပဲရန်ပြေဘွားနဲ့သူတော်ကောင်းကိုဒုက္ခပေးနေတာတည်းဆိုင်ရင်ဥပဒေကိုရှင်းဆိုင်ပြီးကိုယ့်ပြဿနာကို ရှင်းတာအကောင်းဆုံးဟုတ်ပြီဒါအမှန်တရားပဲမူလပထမအဝိစားရိနဲ့ပါ ဒီအိမ်ဒီချံကိုကြောခိုင်းလို့ထွက်ခွာနေပြီဖြစ်တဲ့ကျန်းကျန်းတယောက်တည်းလေတိတ်တော်တဲ့ကောင်မနေရမိထားရတနာတိုက်ကြီးကိုစွန့်ပစ်ခဲ့ပါလေသွားအခုအဲ့ဒီအိမ်ပေါ်ပြန်တက်မတက်ဘူးမတက်ဘူးအဖေတက်ချင်တက်လုံးဝပြန်မတက်ဘူးကဲဟာမတက်နဲ့အောင်မတက်ဘူးတက်တေအောင်တက်သွားအေးလေနေရအသေးခံပြီးငါ့ကိုအာခံနေရောလေငါနေ့ကိုတက်ပြီးရောရတနာတိုက်ကိုပြန်ယူပြမယ်ကြိတ်ကျန်းတယောက်အသေးအံဖြစ်နေပါတယ်အမြန်လာတွေ့စေလိုပါတယ် ဒေါ်ခင်ငင်ကြီးကိုပဲတနက်တက်တဖောက်ဖောက်မှားနေရဲ့ဒေါ်ခင်ငင်ကြီးကိုဒုက္ခမပေးလို့ရာကြောင့်အိမ်ကိုပြန်လာနေပါတယ်ဆောင်းဝခေါ်ဆောင်ငွေသေးလည်းမရှိပါအကူညီပေးရင်လည်းတမိလေးတက်ကိုကဲပါခင်ဗျာစာကိုဖတ်ရင်ဒေါ်ခင်ငင်ကြီးလက်တွေတောင်းရင်လို့မိုက်လိုက်တဲ့တမိလေးကျန်းရဲ့ဖဖွားကြီးကိုဒုက္ခမပေးချင်လို့များအိမ်ကိုပြန်တဲ့လားကွယ်အခုတော့ကျန်းလေးဒုက္ခဖြစ်ပါပေါ့ဒေါ်ခင်ငင်ကြီးရဲ့ကားလေးကျန်းပေးထားတဲ့လိမ့်စာတိုင်းကျန်းတို့အိမ်ရှိမှရက်တက်နေဟော့ ဒေါ်ခင်ငင်ကြီးလာပြီကျပွေးအောင်ကြီးဝမ်းသာစွာနဲ့ဇမ်းမေကိုတကားဖွင့်ပြို့လက်ပြိုင်နဲ့ငါမှားထားတဲ့အတိုင်းလိုက်နာကြနော်မလိုက်နိုင်တော့နာမယ်ဒါပဲအိမ်ထဲဝင်လာခဲ့ဒေါ်ခင်ငင်ကြီးအံ့ဩသွားတဲ့အကြောင်းရင်းကလူကောင်းဘဂတိအတိုင်းဇမ်းကိုမြင်တွေ့လို့ပြီးတော့လေမတင်ကားစရာဖြစ်လက်ကိုကျိုးနဲ့တုတ်ထားပါလားပြန်ပြန်မဝင်ခဲ့တဲ့ဘဝကြီးဘဝကြီးကိုညာခေါ်တာတိတ်အောင်ဩမေးရတော့ဂျန်ဒေါ်ခင်ခင်ကြီးဆိုရင်ရတနာတိုက်ကြီးဟာ ငါပိုင်နေတဲ့ရောက်နေပြီလေဟဲတကားွယ်မှာထွက်လာတဲ့ကျဝေးအောင်ကြီးရဲ့သူ့လက်ထဲမှာတနတ်တက်လက်ကဲတော့ခငယ်ကြီးဒီစာကြောက်ပေါ်မှာလက်မှတ်ထိုးပါကျုပ်ကိုငွေသိန်း90လွှဲပြောင်းပေးပါလေလို့နေစမ်းမအောင်ရှေးရဇန်းလေးရဲ့အဖေစစ်ရလားမပေးနဲ့ဘဝကြီးပေးကြလုံးဝမလို့လက်မှတ်လည်းထိုးကြမလို့တပြားမှလည်းမပေးကန်နဲ့ဟာဒီကောင်မကဲဟာသမီးသမီးလေးသေးပါပြီတော့သေးသွားလဲအေးတာပေါ့အမေယာတက်စမ်းပါစေ နေစမ်းမအောင်ကိုအောင်ကြီးရှင်ရဒီလောက်ထိအကြံပတ်ဆက်ပြီးဒီလောက်ထိရက်ဆက်နေတာရှင်သိတရားလုံးနေပြီငါဒီမှာအလောက်လုံးနေတာရှောက်အောင်ဟာကဲအဖွားကြီးချိန်မရှိဘူးဒီမှာလက်မှတ်ထိုးအခုထိုးဗျာကြာရင်ကျုပ်အကုန်လုံးတတ်မိနိုင်မယ်ထိုးလက်မှတ်ရှားပါတယ်ကွယ်ဘသူ့ဘောမှာရက်ဆက်နေကြမလို့ပါဘူးမင်းလိုချင်တဲ့3 90တခါလေးလက်မှတ်ထိုးပြီးပေးခဲ့ပါမယ်ဟမ်အဖေမြင်ကွင်းကကြောက်စရာတပါပဲ လင်းသားဖြစ်သူကိုကန်းကုံအောင်ရက်ဆက်လိုက်ပါတယ်မြင်ကွင်းရှေ့ဟာပထွေးပြီးပြီးသိတ်ရက်ဆက်ရုံမာလူရှင့်အတွက်အကောင်းဆုံးဆုလက်ကိုကျမပေးလိုက်ပြီးကိုအောင်ကြီးတကယ်တော့ကျပွေးအောင်ကြီးဟာဂျန်ရဲ့ဖခင်အရင်မဟုတ်ကြောင်းထင်ရှားသွားပြီးဖခင်အရင်မဟုတ်တော့လေကျပွေးအောင်ကြီးကဂျန်အပေါ်ရက်ဆက်မှုတွေကန်းကုံကတ်လိုက်တာပဲဟဲတခုခုတော့ဖြစ်မယ်ဆိုတာဖဖာကြိုတင်သိခဲ့လို့တက်ဆိုင်ရာလူတွေနဲ့တိုင်ပင်လာခဲ့တာပါဖဖာတယောက်တည်းမဟုတ်ပါဘူး ရဲဘက်စခန်းမှာဖြစ်ခဲ့တဲ့အမှုဟာလေလူတက်မှုမမြောက်ဘူးလို့ဖွားဖွားသိပြီးပါပြီ။အဲဒီတော့ဥပဒေရဲ့ပေါင်တွင်းကရရဲ့ရင်ဆိုင်မှာတမိနဲ့တမိမမေနောက်မှာဖွားဖွားရှိပါတယ်။အော်ကျေးဇူးကြီးပါလားဖွားဖွားရေ။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူအရင်တမရှိသားထားတဲ့ဂျန်းဆိုတဲ့မိန်းကလေးဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။